ထိုင်းမြန်မာနယ်စပ်တောက်ခရိုင်ထဲတရားမွေနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား44ဦးဒီကနေ့မေလ20ရက်နေ့မနက်ပိုင်းမှာဖမ်းဆီးခဲ့ရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗါတယ်။မနေ့၄နိုင်ကတောက်ခရိုင်ဖိုးပရဒေသမှာထိုင်းနယ်ခြားဆောင်တပ်တွေကင်းလည်နေချိန်တော်ထဲပုံနေတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။အဖမ်းခံရသူတွေထဲအမျိုးသား26ဦးအမျိုးသမီး7ဦးနဲ့ကလေးငယ်8ဦးတို့ပါဝင်ပြီးအလုံးမှာနေထိုင်ခွင့်စာရွက်စာတမ်းတွေမတွေ့ရဘူးလို့သတင်းတွေမှာဖော်ပြထားပါတယ်။ ဘန်ကောက်နဲ့အခြားခရိုင်တွေမှာအလုပ်လုပ်ဖို့ပွဲစားကဘတ်1000ကုန်ကြခံပြီးဝင်ရောက်လာကြတာလို့မြန်မာနိုင်ငံသားတွေကထွက်ဆိုထားတာပါလက်ရှိမှာအဖမ်းခံရသူတွေကိုတရားမဝင်ဝင်ရောက်လာမှုနဲ့အရေးယူထားတယ်လို့ဖော်ပြထားပါတယ်ပြီးခဲ့တဲ့ AB လာကမြန်မာနိုင်ငံကနေထိုင်းနိုင်ငံထက်တရားဝင်ဝင်ရောက်မှုကြောင့်အဖမ်းဆီးခံရသူအနည်းဆုံး320ဦးထက်မနည်းရှိခဲ့တယ်လို့ F5 တနင်္သာရီသုတေသနအဖွဲ့ရဲ့ AB လာထုတ်ပြန်တဲ့စီးရင်ခန်းစာအရသိရပါဗျ။